အားလုံးပဲမင်္ဂလာညချမ်းလေးပါကျွန်တော်ဒီနေ့ညတော့စာရေးဆရာဇေယနရာမညာရဲ့အောင်မြတ်တာနဲ့လူသေးလက်ညိုးခေါင်မိုးထိုးဆိုတဲ့ပရဂံပီယာဇလန်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခမအားလုံးပဲနားဆင်ခံစားကြည့်ကြပါအောင်ခမပေါ်လေးကိုပြောင်းလဲအောင်တိုက်ထားတဲ့ကျွန်းသားဇပွဲဘော်ကစင်းဆောက်တွေကိုကြည့်ပြီးဦးမြလူတယောက်တန်တင်းရှိတစ်ချက်ကိုချလိုက်မိတယ် ဂျုံဂျုံဂျုံဆိုတဲ့ဆန်ဆန်ရဲ့အတန်နဲ့အတူစက်သေးကိုအမျိုးသမီးတစ်ယောက်ဝင်လာတာကိုမြင်လိုက်ရတယ်။မင်းငယ်ပါလား။ဘာကိစ္စရှိလို့လဲ။ဒီမနေ့အလौလာခံဒီကိုလောက်မောင်တယောက်ဘိုက်ထဲထိုးအောင်လာလို့ဆရာ။ဒီဒါဆိုရင်ဒီနေ့အလौမလာနိုင်ဘူးပေါ့။ဟုတ်တယ်ဆရာ။သူကတော့ပြောနေသေးတယ်။ဒီနေ့ကဆရာကိုမှာထားတဲ့ order တွေနောက်ဆုံးပေးရမယ်နေတဲ့။ तू မသွားရင်စံအိတ်တွေမပြီးတော့ဘူးဆိုပြီးပုံထားဖို့လုပ်သေးတာ။ ဒါပေမဲ့ဘိုင်းအောင်တဲ့တန်းကပူပူဆိုးလာလို့ကျမကပဲဆရာကိုအကျိုးကြောင့်လာပြောပြတာပါ။ဦးမြတို့လည်းမင်းငယ်ပြောတဲ့စကားကိုကြားတော့ဘေးမှာစီထားတဲ့ဆိုင်းတွေကိုကြည့်ပြီးနေမကောင်းမှတော့ဘယ်တက်နိုင်ပါမလဲ။ကြော့ဒီဆေးဖို့ယူသွား။တေချာကုတာပေးလိုက်။အလုံးကိစ္စကိုကောင်းနဲ့မထဲနဲ့လို့။ကျမ်းမအောင်နေဖို့ငါကမှားလိုက်တယ်ဆိုပြီး ပြောပြလိုက်။ဦးမြလူကငွေအချို့ကိုမင်းငယ်တန်းနှမ်းပေးလိုက်ရင်ဆန်းဆန်းအတွင်းဘက်ကိုထွက်သွားခဲ့တယ်။ ေးမောင်ကြီးဒီနေ့အလုံသမားကြီးလာတယ်မတွေ့ပါလားဟုတ်တယ်ဆရာဒီနေ့လူတော်များများဖျားနေကြတယ်ဒီကြားထဲဆက်ကအလိုလိုနေနေထိုးထိုးရက်နေတော့စပားကြိတ်တာထင်သလောက်မရဘူးဖြစ်နေတယ်ဒီနေ့စံအိတ်တထောင်အရောက်ပို့ရမှာနော်အခုဘယ်လောက်ရနေပြီလဲဟိုဟိုလေးဆရာပြောမဲ့တာပြောစမ်းပါကွာဘယ်လောက်ရနေပြီလဲ900ကျော်ပဲရှိသေးတယ်ဆရာ ဖြစ်နိုင်ရင်နောက်တရက်နှစ်ရက်လောက်စုပ်လို့မရဘူးလားဟာအဲ့ဒီလူတော့ဘယ်ရမလဲအခုမှားထားတဲ့သူဟာဂတိကိုဒီမှာကြိုက်တာဒီပုံစံတိုင်းဆက်သွားရင်မနှက်ပြမနှက်ဆို ပြီးလောက်ပါလေဦးမြလူစကားကိုဆန်ဆက်မန်နေဂျာဖြစ်တဲ့မောင်ကြီးကခေါင်းတကုတ်ကုတ်လုံရင်ဟုတ်ကဲ့ဆရာဖြစ်အောင်တော့တတ်နိုင်ဆုံးစူးစမ်းပါမယ်ထိုကဲ့သို့ပြောရင်စံတွေကိုအိတ်ထဲကိုတွတ်နေတဲ့သူတွေရှိရဘက်ကိုထွက်သွားခဲ့တယ်ဆရာမောင်ကြီး ဒီပုံအတိုင်းဆိုမနှက်ပြန့်အောင်မိမယ်မထင်ဘူး။တတိယဒီအချိန်နဲ့ဒီပမာဏမထွက်ဘူးဆိုတာသိပေမဲ့ကျွန်တော်တို့အတင်းခိုင်းနေရ။တတိယအကြောင်းနဲ့မင်းတို့သိရတာနဲ့ तू ဟာဂရီးပြတ်မှာကိုတေမလောက်အောင်ကြောက်တဲ့လူကအခုအလုသမားတွေကလည်းမလား။စက်ကလည်းကြောင်နေရနဲ့တော့ဘာလို့လုံးရမယ်မသိပါဘူး။ကဲကဲရှားတဲ့တော့စူးစမ်းကြည့်ကြတာပေါ့။အလုသမား900ကျော်ရှိတဲ့မြဆန်ဆန်ဆိုတာ ီနယ်တခွင်မှာမတိရသူမရှိတော့အောင်နမည်ကြီးခဲ့တယ်။မြားဆက်ဆက်ပိုင်းချင်းဦးမြလူရဲ့တမာတမတ်ကြကြကုတ်ကဲမှုအလို့တမားကြီးရဲ့အပေါ်စာနာမှုတွေကြောင့်အနီးနားရွာကားလူပြပါတာမက အချားရွာတွေကပါ အလုတ်လာလုတ်ခဲ့ကြတယ်။အခုလဲရွှေတောင်ရတထေးဦးသားနိုင်အထားတဲ့ဇဘာတွေကိုတပတ်အတွင်းအပြီးလုတ်ပြီးမယ်ဆိုပြီးဂတိခံထားတဲ့အချိန်ခါနေချပြီးအလို့တမားကြီးကဖျားစက်ကလည်းအလိုလိုနေနဲ့ရရက်သွားတဲ့အတွက်ကြောင့် မနှက်ပြန်အမိပေးရမယ်ဆိုင်းတီရဖို့အတွက်အလုံသမားတွေနားချင်းတော်မရဘဲနဲ့လုံနေခဲ့ရရှာတယ်။နေ့လက်ကင်းအချိန်လောက်ရောက်တော့မောင်ကြီးရောက်လာပြီးဆရာဆက်ကမော်တာမလဲတော့ဘူး။ဟင်။ဦးနီးကပဲအစ်စ်ထဲထားတာလीဘလို့ဖြစ်တာလဲ။ဟုတ်တယ်ဆရာကျွန်တော်တို့စမ်းကြည့်တော့လေချုံချက်ကိုမတွေးရဘူး။ဒါပေမဲ့나이ဝဲလောက်လဲပြီးရင်အလိုလိုရက်ရက်သွားတာ။ဟိုလိုလိုဒီလိုလုံနေဆိုရင်တော့ တနိုင်နောက်ကြမှာပြန်လဲတယ်။ဒီပုံအတိုင်းဆိုရင်စိုင်းဒီအချိန်မီပြီးမှာမဟုတ်ဘူး။ဟူးအရင်ကဒီလိုမျိုးတကားမှမဖြစ်ဘူးပါဘူးကွာ။ကဲကဲမရရင်လေအချားဆက်တွေကိုအကူအညီတောင်းပြီးတော့လောက်ခိုင်းကြည့်ပါဦးမေ။ဆရာမပြောခင်ကတည်းကကျွန်တော်လိုက်မေးပြီးပြီ။သူတို့ကလည်းလုံမပေးကြညာဦးဆရာ။ဥပတ်တလန်းကျော်ကဘာအတန်းဆက်ဆက်ပိုင်ရှင်ဆိုရင်ကျွန်တော်တို့အခုလိုဖြစ်နေတာကိုအတော်သဘောတွေ့နေတဲ့ပုံပဲဗျာ။ အင်းမရတဲ့အဆုံးတော့ကိုတန်းလိုက်ကိုပဲတောင်းပန်ရတော့မှာပေါ့ဦးမြလူကသူ့ဘဝမှာတခါမှမဖြစ်ဘူးတဲ့ကိစ္စကိုစဉ်းစားပြီးတွေးတောနေတဲ့အချိန်ဆရာအင်းကိုပြန်ပြီးတော့နားလိုက်ပါကျွန်တော်တို့ဒီတညာလုံးစူးစမ်းပြီးတော့လုပ်ကြည့်ပါမယ်အလုံသမားကြီးကိုလည်းတေချာပြောပြထားတဲ့အတွက်ဆရာစိတ်မပူပါနဲ့အေးကွာမင်းတို့ရဲ့အားထုတ်မှုကိုအတိအမှတ်ပြုပါတယ်ဦးမြလူကမောင်ကြီးရဲ့ပခုံးပုတ်ကအာပင်းရင်ပတ်စံအိတ်ကိုယူကထွက်သွားခဲ့တယ် မောင်ကြီးတို့လည်းမနာမနေလှုပ်လာခဲ့တာညာဦးပိုင်းလောက်ရောက်တော့ဆက်ဆက်အနောက်ဘက်အမောင်တို့တွေကနေအတန်တကြီးနဲ့អော်တဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်။မောင်သားရဆန်ဆက်အနောက်ဘက်ကអော်တန်ကြားတယ်။ဘသူဘာဖြစ်တာလဲမသိဘူး။ငါတို့လည်းကြားတယ်ဒါပေမဲ့အဲ့ဒီအနောက်ဘက်မှာလူမမနေတာ။အတန်ကဘလို့ထွက်လာတာလဲ။အလုံသမားနှစ်ယောက်ပြောနေတဲ့အတန်ကြောင့်စိုင်းအင်းတီကိုရည်တွက်နေတဲ့မောင်ကြီးက ထားလိုက်ပါကွာငါတို့အလုပ်ကမနက်ကိုစံရည်ဒီအမိပေးနိုင်မို့ပဲကြိတ်တာဒါပဲငါကောင်းလေမောင်ကြီးကအလုပ်သမားတွေကိုအားပေးကစံစံအနောက်ဘက်စီကိုမျက်လုံးရောက်သွားခဲ့တယ်ဟင်ဘာကြီးလဲဟာစံစံအနောက်ဘက်အမောင်လူတွေကနေထွက်နေရဲ့နီနီရဲရဲမျက်လုံးနှလုံးကမောင်ကြီးကိုစူးစိုက်ကြည့်နေတာမြင်လိုက်ရတယ်တော်ယုံမကြောက်တတ်တဲ့မောင်ကြီးတော်ညီရဲနေတဲ့မျက်လုံးနှလုံးကိုတွေးတော့အနှဲငယ်ထိတ်လန့်သွားပြီးဒံမီနဲ့ထိုးကြည့်ရာ တူပြားအဟောင်းအင်းနဲ့ကားထားတဲ့ဆန်ဆက်ကိုပဲမြင်လိုက်ရတယ်။ပေါင်ကြီးလည်းစိတ်ထင်တာနေမှာပါဆိုပြီးအမှုမှန်မှတ်မှတ်နဲ့နေနေတဲ့အချိန်အလုံးကိုပြင်းထန်တဲ့ပိုးရဲ့အနံတချို့ကဆန်ဆက်ထဲကိုဝင်လာခဲ့တယ်။ထွီနာလိုက်တာကွာဘာအနံကြီးလေ။အလုံးသမားကြီးကထွက်လာတဲ့အတန်းကြောင့်ပေါင်ကြီးလည်းနှကောင်းကိုလက်နဲ့ပိတ်ပြီးကျွတ်ဒီဘာဒီတည်နေရလားမသိဘူး။မဖြစ်နိုင်ဘူးနော်ဆရာ ကြက်သေးရင်တော့အနန်းကချက်ချင်းမရဘူးလीအခုကချက်ချင်းကြီးရလာတာနှာခေါင်းတော့မဖွင့်နိုင်ဘူးတေးချောင်းလိုက်ရှာကြည့်ကြပါဦးကွာဒီအနန်းနဲ့တ냐လုံးအလုံးလို့ပို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးမောင်ကြီးစကားကြောင့်အလို့သမားကြီးလည်းတံမီးရွေနဲ့ကိုလို့ဒီတို့လိုက်ရှာကြည့်ကြရအောင်မလေးဗျာတရေဆိုပြီးអော်လိုက်တဲ့မောင်သားရအတန်ကိုကြားလိုက်ရတယ်ဟေးဟေးတားရဘာဖြစ်တာလဲ ောင်ကြီးတို့ရောက်သွားတော့အရင်ဘက်ကိုလက်နဲ့ဖိပြီးအကြောက်လုံးနေတဲ့မောင်သားရကအမောင်တို့ဘက်ကိုလက်ညှိုးထိုးပြရင်အဲ့အဲ့အဲ့ကစံအိပ်ပေါ်မှာငုတ်တုတ်ကြီးထိုင်နေတာစပင်းတွေကလည်းအရှိကြီးနဲ့ကြောပေးပြီးတော့ထိုင်နေတာဆရာဟာကွာဒီစံစတဲ့မှာငါနေလာတာနှစ်ပေါက်နေပါပြီမင်းပြောသလိုဟုတ်ချင်မှာဟုတ်မှာပါမင်းမျက်လုံးအမြင်မှားတာလည်းဖြစ်နေပါဦးမယ်ကွာကျွန်တော်မလိမ်ဘူးတကယ်ပြောနေတာအဲ့ဒီစံအိပ်ဒီပေါ်မှာငုတ်တုတ်ကြီးထိုင်နေတာ ကျွန်တော်ဆက်ပြီးတော့မလုပ်ရတော့ဘူးဗျာကျွန်တော်အလုပ်ကနေထုတ်ချင်တယ်ထုတ်တော့မောင်သားရကကြောက်နံတကြားနဲ့ပြောရင်ထမင်းကြိုင်ကိုဆွဲကထွက်သွားခဲ့တယ်။ကြံတဲ့လောက်သမားတွေကလည်းမောင်သားရစကားကိုကြားတော့မျက်နှာသေးလေးတွေနဲ့မောင်ကြီးကိုကြည့်နေခဲ့တယ်။မင်းတို့ကိုကြည့်ရတာစိတ်မပါတော့တလို့ပဲ။အဲ့လိုလည်းမဟုတ်ပါဘူးဆရာကြီး။ညာကြီးအချိန်မတော်ဆန်ဆက်ထဲမှာကျွန်တော်တို့၆ဟောက်လောက်ပဲရှိတာ။အခုလိုများထပ်ဖြစ်အလုပ်သမားကြီးရဲ့စကားမဆုံးခင်မှာပဲ ဇက်ဇက်ခေါမိုးပေါ်ကနေယောက်ျားတစ်ယောက်ရဲ့ခြောက်ကက်ကက်ရေတန်းတစ်ခုထွက်ပေါ်လာခဲ့တယ်။ရေတန်းနဲ့အတူဇက်ဇက်ပြောင်းနိုင်အောင်ခြေကိုတန်ချောင်းနဲ့တတော်တော်ခောက်တံမှာထွက်လာတော့အလုံသမားရီရောမောင်ကြီးပါငယ်တန်ပေါင်းအော်ပြီးရောပြေးကြပါလိရော။နောင်လေးရောက်တော့ဦးမြလူလေသူ့စီမှာအထားတဲ့ဆိုင်းအော်ဒါတွေမပေးနိုင်တဲ့အတွက်တထေဦးတန်းနိုင်ရဲ့စိတ်ညိုညင်မှုကိုရခဲ့တယ်။အဲ့ဒီရဲ့အကျိုးဆက်ကတော့တထေးဦးတန်းနိုင်က သူ့စီကထွက်တဲ့စပါးဒီအကုန်လုံးကို ဘာတန်းဆန်ဆက်စီကိုပေးလိုက်တာပဲ။ဦးမြလူရဲ့ဆန်ဆက်ကလည်းတဖြည်းဖြည်းနဲ့နိုင်မီကျလာပြီးအလုသမားတွေကလည်းဒုက္ခပူပြီးတဲ့ဘာတန်းဆန်ဆက်ဘက်ကိုပြောင်းသွားခဲ့တာ။လူရင်းတစ်ဖက်အချို့သာကြံရှိခဲ့တယ်။ဆန်ဆက်ကလည်းအဆင်မပြေအချာစီးပွားရေးကလည်းရော်ရဲလာတာမှုဦးမြလူတယောက်စိတ်တောင်းကိုကြီးဖြစ်ပြီးအိယာထဲမှာဘုံဘုံလဲပါလီရောဆန်ဆက်ထဲမှာလည်းအရင်ကညာဘက်နေမှသာအချောင်းလန့်ရှိပေမဲ့ အခုဆိုရင်နေကင်းကြောင်တော့အန်ကျိတဲ့အတန်းငိုကြီးတန်းညီကြားတဲ့အတော့အလုံသမားတွေအားလုံးမလို့ရဲကြတော့ပေပိတ်ထားရတဲ့အထီးဖြစ်လာခဲ့တယ်။ဦးမြလူလူမိသားစုလေညနေနေဝင်ဒီရောအချိန်ရောက်ပြီဆိုတာနဲ့တမီးဖြစ်သူကတငုံကိုတီဖြစ်ကဘယောင်ကနန်းနေဖြစ်နေရာကြောင့်မြို့နယ်မလှမ်းမကမ်းမှာရှိတဲ့ဘာယဒီစီကိုသွားဖို့အကြောင်းဖန်လာခဲ့တော့တယ်။ဘာယဒီကပယောဂကူရံမှာအရန်နဲ့မြည်ကြီးတဲ့အတော့မြို့ကန်ဒီအပြင် အချာရဝေးရန်ကြီးကလူတွေပါလာကူးကြတယ်အခုလေဦးမြလူတို့မိသားစုကဘာရည်သေးနဲ့တွေးဖို့အတွက်မနှက်စောစောထပြီးပြင်ဆင်စရာရှိတာပြင်ဆင်နေတဲ့အချိန်အင်ချီခြံစီယိုးပောက်ဝနားမှာနှာမှုတ်ပြီးခွာရမ်းနေတဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်ဆန်းကြီးဆန်းကြီးအင်ရှိမှနွားရကောင်ရောက်နေရဲ့ထင်တယ်ငါနာတယ်နှာမှုတ်တန်လို့လို့ခွာရဲတန်လို့လို့ကြားနေရတယ်ဟာဦးမြလူကအဝဲစားလဲနေရင်ပြောလိုက်တဲ့အတန်ကြောင့် ။သမီးဖြစ်သူကိုအိယာကနှိုးနေတယ်မိမဖြစ်သူကအိမ်ဘဝကိုလမ်းကြည့်လိုက်ပြီးဘာကောင်းမှလည်းမတွေ့ပါဘူး။တော်နားကြမတာဖြစ်မယ်။မိမဖြစ်သူရဲ့စကားကြောင့်ဦးမြလူဘာမှဆက်မပြောတော့ဘဲအပေါ်ယုံအနှွေးတဲ့ကိုဝိတ်ခါအိမ်ရောက်ကိုဆင်းလာခဲ့လိုက်တယ်။မောင်ကြီးအခုထိမရောက်လာသေးပါလား။ဒီကောင်ကိုတေချာမှားထားရတဲ့အတိုင်းဦးမြလူလည်းပြေတော့ပြေတော့နဲ့ပြောနေရင်ဖကြံဆေးလေးကိုဖြွာနေတဲ့အချိန် နွားလဲကိုအတော်မောင်းလာတဲ့မောင်ကြီးကိုမြင်လိုက်ရတယ်။ဆရာတို့တော်အစင်စင်ဖြစ်နေပါရောလား။ဒီမနက်မှာငနက်ပြာကပေကက်ကက်လုံနေလို့နောက်ကျသွားတယ်ဆရာကြီး။အေးအေးရပါရဲ့ကွာ။စမ်းကြီးဒီမှာမောင်ကြီးရောက်နေပြီ။အစင်စင်ဖြစ်ရင်သွားကြရအောင်ဟိ။လာပြီတော်ကြီးလာပြီ။ဦးမြလူလဲလဲဘော့ကိုတက်ပြီးထိုင်ဝင်ရှိသည်။လဲမှာဆွဲထားတဲ့ငနက်ပြာနဲ့တိုင်လုံးကဇုံတစ်ခုကိုမြင်နေဟန်တဲ့တရှူရှူတရှဲရှဲဖြစ်ပါလိမ့်ရော။ ဟေးအာဒီနှစ်ကောင်ဘာဖြစ်နေရလဲမောင်ကြီးကမမဲရင်နွားရိုက်တုံးနဲ့အချက်လောက်ရိုက်ပြီးနှစ်ပါးကျိုးကိုဆွဲလိုက်တော့မှငြိမ်သက်သွားခဲ့တယ်။ဦးမြလူတို့ထွက်လာပြီးတနိုင်လောက်ကြာတော့ဘာရည်သေးနေတဲ့တော်ချောင်းသားကိုရောက်လာခဲ့ကြတယ်။မနက်စောစောထလာတဲ့ဦးမြလူတို့အရှိမတော်လူပေါင်း30လောက်ကအတင်ဆောင်နေကြတာမြင်တော့ဒီပုံစံနဲ့ဆိုနောက်ကြအောင်မယ်ထင်ပါတယ်။ဘယ်တက်နိုင်ပါမလဲဆရာရဲ့ ဆရာလည်းအခုတလောကျမ်းမာရေးချူချနေရအတော့ကိုပိန်သွားရင်တော့တပည့်ဖြစ်သူမောင်ကြီးရဲ့စကားကြောင့်ဦးမြလိုလက်ထဲကဖတ်ကျမ်းစစ်လိတ်ကိုအငွေတထောင်တောင်ထားနေအောင်ဖွာလိုက်ပြီပစ္စည်းတင်ခါရလူတင်ခါရပဲငားကောင်ကြီးအရင်ကအောင်မြင်ခဲ့တဲ့လောက်အခုဆိုရင်ငားဆက်ဆက်နမ်မီကအိုးအောက်ဆုံးကိုရောက်နေပြီဆရာတပည့်နှစ်ယောက်ဘီဘီဖြောင်းနေတဲ့အချိန်ဘာရည်တည်စွန်းစားပြီးပြီဟိဆိုတဲ့တန်ကြောင်လှဲဖို့ကနေရကြည့်လိုက်ရာ တဲကြောင်တဲကနေဆင်းလာတဲ့ဘိုင်းရဲသေးကိုမြင်လိုက်ရတယ်။ညင်ဝမ်းနေတဲ့တောင်ချာအယောင်ပြဲလွင်းစာပြုတ်နေတဲ့ဖန်ရီဆိုအဝတ်တွေကိုကြားနာစွာဝတ်ဆင်ထားတဲ့ဘိုင်းရဲသေးရဲ့အနောက်မှာတော့ရုပ်ရည်တီကြီးခံကြတဲ့လူသုံးယောက်ကပ်ပါလာတာကိုလှမ်းမြင်လိုက်ရတယ်။ဘိုင်းသေးစီကိုလာကြတဲ့သူတွေထဲမှာပါတဲ့အပြူပြမ်းမလေးတွေအပြင်20ကျော်မိန်းမတွေကဘိုင်းသေးအနောက်မှာရှိနေတဲ့လူသုံးယောက်ကိုစိတ်ဝင်တစားနဲ့ကြီးနေကြတယ်။ဘိုင်းသေးကတော့အရှိမရှိနေတဲ့လူတွေကိုလမ်းဖဲ့ခိုင်းပြီး ဦးမြလူလူလက်ရှိရာဘက်ကိုတက်တက်လာနေတာကိုမြင်လိုက်ရတယ်။ဆရာဘာရသေးကကျွန်တော်တို့စီကိုဒါနေရဗျ။မောင်ကြီးရဲ့အတန်ကြောင့်လဲပေါ်မှာထိုင်နေတဲ့ဦးမြလူလူမိသားစုတွေအောက်ကိုဆင်းလိုက်ကြတဲ့အချိန်တကားကြီးကမြားဆန်ဆန်ပိုင်းရှင်လား။ဟုတ်ပါတယ်ဗျာ။တပဲတော်ကမြားဆန်ဆန်ပိုင်းရှင်ပါ။အေးတကားကြီးကြုံတွေ့နေရတဲ့ကိစ္စတွေကိုဒီကလူငယ်တွေကကူညီပေးကြလိမ့်မယ်ကွ။ ဘာရည်ဒီကအနောက်မှာပါလာတဲ့လူသုံးယောက်ကိုလက်ညှိုးထိုးပြပြီးသူ့ရဲ့ចောင်းတဲ့ငန်းစီကိုပြန်ဝင်သွားခဲ့တယ်။ဘာရည်ဒီကဒီလိုပြောမှတော့ဦးတို့လည်းလက်ခံဖို့ပဲရှိတော့တာပေါ့။ဒါနဲ့ဆရာလီတို့ကိုဦးတို့ဖြစ်ပြနေတဲ့အကြောင်းအရာတွေပြောပြပေးရစီ။ကျွန်တော်တို့ဘက်ကလည်းနားထောင်ဖို့အသင့်ပါပဲ။ဒါပေမဲ့ဒီနေရာကလူအများများလို့ဥပဒေအရေးရတဲ့နေရာမှာအေးစစီထိုင်ပြောကြရအောင်။ကြည်လင်တန်ရှင်းနေတဲ့မျက်နှာပိုင်ရှင်ရဲ့စကားတန်ကြောင့် ဦးမြလိုစိတ်ထဲမှာအလိုလိုနေနေယုံကြည်တဲ့စိတ်တွေဖြစ်ပေါ်လာခဲ့တယ်။ဒီလိုနဲ့အရေးအဝါသာကောင်းတဲ့တပြေပြင်းအောက်ကိုရောက်တော့ဦးမြလူကဦးလေးရဲ့နာမည်ကဦးမြလူပါ။ဒါကတော့ဦးလေးရဲ့မိန်းမနဲ့သမီး။စမ်းရင်နဲ့မြတ်တီတာလို့ခေါ်တယ်။သူကတော့ဦးလေးရဲ့တပည့်မောင်ကြီးတဲ့။အားလုံးကိုတွေ့ရတာဝမ်းသာပါတယ်။ကျွန်တော်နာမည်ကတော့အောင်မြတ်တာပါ။တို့တို့နှစ်ယောက်ကတော့တတ်ခိုင်နဲ့တောက်ရလို့ခေါ်ပါတယ်။ ကျွန်တော်တို့ကိုဘိုင်းရဲတီကကိစ္စတခုအကူအညီတောင်းကျင်နေဆိုလို့ရောက်လာကြတာပါဒီရောက်တော့မှဥရုစီကိုအလိုက်တော့တာပဲလာပညင်ညာတဲ့သွားရီပေါ်အောင်ရဲသွေးရှမ်းမီပြောလိုက်တဲ့အောင်မြတ်တာရဲ့စကားတန်ကြောင့်ဦးမြလူရဲ့မျက်နှာပေါ်မှာအပြုံးနေထွက်ပေါ်လာခဲ့တယ်ဦးလေးတို့အခုလာတာကစီဝါရီကျမ်းမာရေးကိစ္စတွေသိချင်လို့လာခဲ့ကြတာဒီနေ့အတွင်းစီဝါရီကြကြကကတော်တဲကိုရေထည့်လိုက်တယ်လို့ပဲဘာမှမကိုအဖက်မတင်တာ ဒီကြတဲ့ကျမ်းမကြီးကလည်းချူချဟောဒီကတမီးလေးကလည်းညနေနေဝင်ဒီရောရောက်တယ်တန်ငူဝူဒီကြီးနဲ့ဖြစ်လာပါလိရောဦးကြီးတို့ပြောပုံအရဆိုရင်တော့တစုံတယောက်ကလှုပ်ထားတဲ့ပုံပဲအဆင်ပြေရင်အလုံးလုံးတဲ့နေရာနဲ့နေတဲ့အိမ်ကိုလိုက်ကြည့်ပြရစီဆရာလေးကိုလိုက်ကြည့်ရင်ပို့ပြီးတော့ကောင်းတာပေါ့ဗျာကဲကဲအခုပဲကျုပ်ရဲ့လက်ပေါ်တက်ပြီးတော့လိုက်ခဲ့ချပြီတော့ဦးမြလူကဝန်သားအာရပြောပြီးအောင်မြတ်သားတို့ကိုလက်ပေါ်ကောက်တင်ကား ခေါ်လာခဲ့လိုက်တယ်။နေထမ်းတပြားလောက်ရောက်တော့အင်ရှိကိုရောက်လာပြီ။ဟောတာကတော့ကျုံနေတဲ့အိမ်ပဲ။ကြည်ရလေး။ဘာထူးခြားမှုရှိလဲကြည်ပေးပါဦး။အောင်မြတ်သားလည်းဦးမြတ်လိုနေတဲ့အိမ်ကိုခိတမြမျက်လုံးဝေ့ကြည့်လိုက်ပြီ။အိမ်ကိုကြည်ပြီးပြီဆိုတော့အလုံးလုံးတဲ့နေရာကိုသွားကြည့်ပြရစီ။ကြည်ရလေး။အိမ်မှာဘာဖြစ်နေရလဲပြောပါဦး။တိတ်လည်းမလိုပါနဲ့ဦးကြီး။ကျွန်တော်တို့အားလုံးကိုကြည်ပြီးတေချာပြောပြပါမယ်။ အောင်မြတ်တာရဲ့စကားကြောင့်ဦးမြလူဘာမှထမမေးတော့ပေဆက်ဆက်ရှိရဘက်ကိုခေါ်သွားခဲ့တယ်ဆက်ဆက်အထဲကိုရောက်တော့လက်ပတ်ကြည့်ရှုပြီးအိုးကြီးတို့ကိုနလန်မထူနိုင်အောင်လှုပ်ထားတာပဲဘယ်သူကလှုပ်တာလဲဆရာလေးဘယ်သူဘယ်ဝါလှုပ်တယ်ဆိုတာသိဖို့ထက်အခုလက်ရှိဖြစ်နေတဲ့အရာတွေကို အရင်ရှင်းထုတ်တဲ့လို့ကျွန်တော်တို့မြင်မိတယ်ဆရာလေးတို့ရဲ့သဘောပါကျွန်တော်ရဲ့အိမ်နဲ့ဆက်ဆက်ကိုလေဆရာလေးတို့လက်ထဲကိုအပ်ပါတယ် ီညတော့ကျွန်တော်တို့ဆန်ဆက်ထဲမှာပဲအိပ်ပါမယ်။ဦးကြီးဘက်ကလူတယောက်တော့ကျွန်တော်တို့နဲ့အတူတူထားမှာရမယ်။ဒါမှဘာတွေဖြစ်တယ်ဆိုတာပြန်ပြောပြနိုင်မှာ။ဒီလောက်ကတော့လုံပေးရမှာပေါ့ဆရာလေးရေ။ကဲမောင်ကြီးမင်းကဒီညဆရာလေးတို့နဲ့အတူတူနေပေးလိုက်ကွာ။အဆင်ပြေတယ်မဟုတ်လား။မပြေစရာမရှိပါဘူးဆရာရေ။ကျွန်တော်လူပေပေတေတေနေတဲ့သူဒီလိုဘွားရောက်အောင်ဆရာပဲပြုစုပြောင်းထောင်ပေးခဲ့တာ။ဒီလောက်ကတော့လုံပေးနိုင်ပါလေ။အော်ဒါနဲ့ ညနေပဲကျုပ်တို့စီကိုလာတဲ့အခါမစစ်စီငါးချက်သားနဲ့ဥမြလူရဲ့ဝင်းနေကြအင်းကြီးတထည့်ယူလာခဲ့ပြီးပါမစစ်စီဆိုတာဘလို့စီကိုပြောရလဲဆရာလေးကျွန်တော်တိတ်ပြီးတော့နားမလဲလူမစစ်စီဆိုတာကပဲဒီနှမ်းနေကိုစုံမကြိတ်တဲ့အခါအမိုက်တွေပဲပတ်နှမ်းပတ်တွေကိုစစ်ထုတ်မထားပဲရောနေတဲ့စီကိုပြောတာပါဩတိပြီတိပြီစိတ်ချဆရာလေးကျွန်တော်တေချာယူလာခဲ့ပြီးပါမယ်ဒါအပြင်လည်းကျွန်တော်တို့ဆန်ဆက်ထဲမှာပဲ ပြင်ဆင်စရာရှိတာပြင်ဆင်ထားလိုက်ဦးမေညနေမှာပြန်ဆောင်ကြတာပေါ့အောင်မြတ်တာရဲ့စကားဆုံးမှာဦးမြတ်လူနယ်မောင်ကြီးတို့ကိုနှုတ်ဆက်ပြီးပြန်ထွက်သွားခဲ့ကြတယ်အောင်မြတ်တာလည်းဦးမြတ်လူတို့ပြန်သွားတာနဲ့ဆန်စတဲ့မှာရှိတဲ့ဖခင်เจ้าဆောင်ပေါ်မှာဖျောင်းနိုင်အမွေးတိုင်ထုံးပြီးထိုင်မဲ့နေရာကိုတန်ရှင်းလုကတင်တိုင်းဆွဲဆောင်အင်းကိုစီရင်ခဲ့တယ်တက်ခိုင်နဲ့တောက်ရတို့ကလည်းအောင်မြတ်တာစီရင်နေတဲ့အင်းကိုမြင်ပြီးဆရာ ဒီအင်းကဘလိုနေရာဒီမှာတုံးရတာလေဒီအင်းကစွဲစုံတုံးလို့ရတဲ့အင်းလို့ပြောလေရတယ်ဒီအင်းကိုတုံးမဲ့သူကတစ္ဆာရှိဖို့တော့လိုမင်းမင်းတို့နှစ်ယောက်လေတင်တိုင်းစွဲစုံအင်းကိုစီရင်မှုပညာပြီးရောတခိုင်နဲ့တော့ရလေအောင်မြတ်တာရဲ့တင် जा တတ်တတ်မှုအောက်မှာတင်တိုင်းစွဲစုံအင်းကိုအောင်မြင်သွားစီရင်နိုင်ခဲ့တယ်ဒီအင်းရဲ့အစွမ်းကဘလို့ရှိတယ်ဆိုတာမင်းတို့သိကျင်နေကြပြီထင်တယ်ဟုတ်တယ်ချေဟာ ဒီအင်းကဘလို့အကျိုးတက်ရောက်မှုရှိလဲဆိုတာအရင်သိချင်နေတာညနေကျရင်တင်တိုင်းဆွဲဆောင်အင်းရဲ့အစွမ်းကိုမြက်ဝါးထင်းနေမြင်ကြရမှာပါဒီလိုနဲ့ညနေဆောင်ရောက်တော့မောင်ကြီးပြန်ရောက်လာပြီးဆရာလေးတို့မှာတဲ့စီဒီလဲပါတယ်ဒါကတော့ဥမြလူဝင်းနေကြအင်းကြီးအောင်မြတ်သားလဲမောင်ကြီးပေးတဲ့အင်းကြီးကိုဆွဲဖြစ်ပြီးအစကိုကျေးချေတော့တရံကြီးခါ ီကြေးချေတော်ကြေထားတာကိုမစစ်စီထဲမှာစိန်ထားညနေမှောင်စာပြောရတယ်လုပ်ငန်းစကြမယ်ဟုတ်ကဲ့ဆရာလေးဒါနဲ့ဆရာလေးတို့စားဖို့ထမင်းညယူလာခဲ့တယ်အရင်စားလိုက်ကြပါဦးအောင်မြတ်တာတို့လည်းမောင်ကြီးယူလာပေးတဲ့ထမင်းညတဲကနေအတီးရကျော်တမျိုးတည်းကိုထုတ်ကစားခဲ့ကြတယ်ဆရာတို့ကအသားမစားကြဘူးလားဟုတ်ပါတယ်ကျွန်တော်တို့ကအသားလို့ရှောင်းထားကြလို့ပါအခုလည်းစားရတာအတော်လေးကိုကောင်းပါတယ် မောင်ကြီးကတော့သူယူလာပေးတဲ့ဟင်းကိုကောင်းနေပြောတဲ့အတွက်ဝမ်တာကပျော်ရွှင်နေခဲ့တယ်။မောင်စာပြိုးချင်ရောက်တော့အောင်မြတ်တာကသူစီရင်ထားတဲ့တင်တိုင်းဆွဲဆောင်ဟင်းကိုအောက်မှာခံပြီးအပေါ်ကနေမစစ်စီထည့်ထားတဲ့ခွက်ထဲမှာကြေးချီတော်ကြေးထားတဲ့အဆောက်ကိုထဲကမီးရှို့လိုက်တယ်။ဘာအံကြကြမကြောက်နဲ့ဒီမီးစာမကုန်ခင်ဆန်ဆန်ထဲမှာဘာရှိတယ်ဆိုတာပေါ်လာလိမ့်မယ်။မောင်ကြီးလည်းအောင်မြတ်တာတို့အနားမှာကတ်ထိုင်ပြီးအခြေအနေကိုစောင့်ကြည့်နေခဲ့တာညာ9နိုင်တော့ရောက်တော့ စာစာခေါမိုးပေါ်ကနေကြောက်မက်ပွဲအော်တန်နဲ့အတူအထုတ်ထုတ်တုတ်ကြလာတာကိုမြင်လိုက်ရတယ်။ဆရာပါလဲမသိဘူးကြားလာတယ်ဆရာ။သွားကောက်ပြီးဖွင့်ကြည့်အထဲမှာဘာရှိတယ်သိရတာပေါ့။မောင်ကြီးလည်းပိတ်စားနေနဲ့ထုတ်ထားတဲ့အရာကိုဖွင့်ကြည့်လိုက်ရာစီစဉ်ဆက်ကူနဲ့ပတ်ထားတဲ့လက်ညှိုးတစ်ချောင်းအပြင်မြေမုံနဲ့လှုပ်ထားတဲ့အယုတ်တယုတ်ထွက်လာခဲ့တယ်။ဆရာလူလူလက်ညှိုးကြီး မောင်ကြီးရဲ့အော်ဒန်ကြောင့်တက်ခိုင်အသေးချာကြည့်လိုက်ရဟာဆရာကြည့်ပါဦးနေဝင်လာဝင်ရေခန်းငါးခန်းအင်းကိုလက်ညှိုးနဲ့ပတ်ထားတယ်နောက်ပြီးတော့ကဝေမဇက်ကျူအယုတ်နောက်ကျောမှာပြက်ရင်ပြက်မပြက်ရင်ထွားဆုပြီးရေထားသေးတယ်ဆရာသူတို့ကဒီဆန်ဆက်ကိုရောလူကိုပါအပီးလောက်တာပဲအောင်မြတ်တာရဲ့စကားဆုံးမှာဆန်ဆက်ပြီးဝေယုံမင်းအနာကနေကျဲလောင်စွာတောက်ခတ်တဲ့အတန်တစ်ခုကိုကြားလိုက်ရတယ် တောက်ရအတန်ကြားတဲ့နေရာကိုသွားကြည့်ဦးတောက်ရလည်းအောင်မြတ်တာရဲ့စကားကြောင့်တောက်ခက်တန်ကြားတဲ့ဝေယုံမင်းအောက်ကိုကြည့်လိုက်ရာအခေါင်းပြင်နဲ့ထူထားတဲ့ဘီလူရုပ်တရုပ်ကိုမြင်လိုက်ရတယ်ဆရာမိကျွမ်းနေတဲ့အခေါင်းပြင်နဲ့ထူထားတဲ့ဘီလူရုပ်တရုပ်တော့တွေ့ရအားလုံးကိုတနေရာထဲမှာပုံထားလိုက်ဒီမိစာကုံရင်မိရှုပ်ပြရမယ်တောက်ရလည်းဆန်ဆက်သေးကနေထွက်လာတဲ့အရာတွေကိုစုပုံထားပြီးပစ္စည်းတွေမှာဆွဲကပ်နေတဲ့သူတွေ အထွက်ရအောင်စီးချထားလိုက်တယ်။မစစ်စီနဲ့ထုံးထားတဲ့မိစကုံနာနဲ့ပစ္စည်းတွေအားလုံးကိုမီးရှို့လိုက်ရာစံစက်ထဲကနေငယ်တန်ပေါင်းအော်ပြီးတော့ထွက်ပြေးသွားကြတဲ့အရေးမမဲတွေကိုအောင်မြင်တာတို့တွေ့မြင်လိုက်ကြရတယ်။ဒီစံစက်ထဲမှာတော့ဘာမှမရှိတော့တော့ဘူး။နောက်တစ်ခါမတင်ငါစရာတွေ့ရင်ဒီအင်းကိုအောက်မှာခံထားပြီးကျွန်တော်တို့လုံးတလို့လုံးပါမနက်ပြန်မနက်မိုးလင်းတာနဲ့ဥမြလူအိမ်ကိုသွားရမယ်။ဥမြလူအိမ်မှာကဘာလို့စရာရှိသေးလို့လဲဆရာလေး။ အခုလှုပ်ထားတဲ့သူကအင်ကိုရောဆန်ဆက်ကိုပါတိုက်ထားတဲ့သဘောမှရှိတယ်အခုဆန်ဆက်ကကိစ္စကိုရှင်းပြပြီဆိုတော့အိမ်မှာရှိတဲ့အရာကိုရှင်းထုတ်ရအောင်မေအခုလို့လှုပ်တာဘယ်သူလဲဆိုတာသိချင်လိုက်တာဆရာလေးရေတီလိုကတော့ကွာမောင်ကြီးကအန်ကိုကြိတ်ပြီးပြောလိုက်တဲ့ဒေါသတန်ကြောင့်အောင်မြတ်တာကကျွန်တော်တို့လူစီယာတွေကဘသူလှုပ်တယ်ဆိုတာသိရင်တော့မပြောပြကြတာဘာကြောင့်လဲသိလား ဘာလို့မပြောပြလဲဆရာကြီးအခုဘသူလှုပ်တယ်ဆိုတာပြောပြလိုက်လို့တီသွားရင် ခမားကဘာလုပ်မလဲလှုပ်တဲ့သူကိုမှတ်လောက်သားလောက်အောင်ပညာပေးမှာပေါ့ဟုတ်တယ်ဘသူမှတီးခတ်နိုင်မှာမဟုတ်ဘူးဒါကြောင့်တီလည်းမပြောပဲရင်ကုန်နှုတ်ပိတ်နေခဲ့ကြတာဟာအမုံတရားတွေကိုဇာတူမများကျင်တဲ့အတွက်ကြောင့်အဲ့လိုပဲဆိုရမယ်ကဲကဲမိစားလည်းကုန်ပြီဆိုတော့ခမားလည်းနားလိုက်ပါဦးကျွန်တော်တို့လည်းဖျားဝတ်ပြုတ်လိုက်အောင် ။မောင်ကြီးလည်းအောင်မြတ်တာတို့ဘုရားဝတ်ပြုနိုင်မှုအတွက်ဘာမှဆက်မပြောတော့ဘဲဘသူလုံးနိုင်လဲဆိုတာတွေ့ရင်အိပ်ပျော်သွားခဲ့တယ်။မနက်မိုးလင်းတော့ဦးမြလူတို့အိမ်ကိုသွားပြီးတင်တိုင်းဆွဲဆောင်အင်းကိုမီးထွန်းရာချန်ချေတကားပေါက်ဘီးကနေခြေတော်ကျိုးနေတဲ့တိုင်နွားရုပ်တရုပ်ထွက်လာခဲ့တယ်။အောင်မြတ်တာတို့လည်းခြေတော်တစ်ဖက်ကျိုးနေတဲ့တိုင်နွားရုပ်ကိုဓာတ်စီလောင်းပြီးမီးရှို့ဖြက်စီးခဲ့ပြီးတိမ်လုံးကိုရေမန်းနေနဲ့ပပြန်ပေးခဲ့တယ်။ဦးမြလူကတော့အောင်မြတ်တာတို့ကိုကျေးဇူးတင်လို့နဲ့အတူငွေတွေကိုအထက်လိုက်ကြတော့မယ်လို့တော့ ဒီငွေတွေကိုဘာရည်သိဖျားတီရဲ့အခါမှာလှူပေးပါ။ဆိုကပြောခဲ့တယ်။အောင်မြတ်တာတို့လည်းဦးမြလူအိမ်နဲ့ဆန်ဆန်မှာရှိနေတဲ့ပြဿနာတွေကိုဖြေရှင်းပေးပြီးပြန်သွားတဲ့အချိန်ဆရာဆရာမောင်ကြီးဘလို့ဖြစ်လို့အော်နေရလဲ။ဆရာဟိုဟိုဘာတန်းဆန်ဆန်ပိုင်ရှင်မိမကြီးတကူလုံးမီးလောင်ဖူးတွေနဲ့ဆေးရုံတင်လိုက်ရတယ်။ဟာဘလို့ဖြစ်တာလဲကွ။အဲ့ဒါတော့ကျွန်တော်လည်းမသိဘူး။ အရက်ထဲမှာပြောနေကြတာကတော့ရေနံစီမီးကသူ့ကိုပေါ်ပြုတ်ကြတာတဲ့အော်အော်အတော်လေးကိုပူလောင်နေမှာပဲဦးမြလူကဂေယုနာတက်စွာနဲ့ရေယိုရင်တခုခုကိုစင်စာမိရန်နဲ့မောင်ကြီးငါတို့ပြားစီရဘာပြောမလို့လဲအင်းဘာမှမဟုတ်တော့ပါဘူးကွာထိုကဲ့သို့ပြောရင်အိမ်ထဲကိုဝင်သွားခဲ့တယ်အောင်မြတ်တာတို့လည်းဦးမြလူအိမ်ကနေထွက်လာပြီးနောက်ပိုင်းအသက်ဝင်နေတဲ့အယုတ်ကိုပိုင်ဆိုင်ထားတဲ့ ခလီမာလီကိုကယ်တင်ခဲ့ရသေးတယ်။အဲ့ဒီအကြောင်းအရာကိုတော့အောင်မြတ်တာနဲ့အသက်ဝင်နေတော့အယုတ်ဆိုတဲ့နောက်လာမယ့်ဇလန်းမှာဆက်လက်အားပေးနားဆင်ကြပါအောင်ခင်ဗျာ။ဟုတ်ကဲ့။စာရေးဆရာဇေယနာရာမညာရဲ့အောင်မြတ်တာနဲ့လူသေးလက်ညှိုးခေါင်မိုးထိုးဆိုတဲ့ပရဂံပီယာဇလန်းလေးကတော့ဒီမာရင်မဲ့ပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာ။